စာရေးဆရာလွန်ဦးဟန်ရဲ့မပြေသည့်အညိုလျှက်စီဖြက်ခနဲ့လက်သွားပြီးမိုးချိုပြစ်လိုက်တဲ့ကြောင့်တစ်ပင်အောင်မှာမိုးခိုနေတဲ့ငထွန်းတယောက်ရုတ်တရက်ထိုင်ချလိုက်ပါတယ်မထိုင်ချလို့ရတယ်မဖြစ်ပါလွန်ခဲ့တဲ့၃ရက်ကတရွာသေးတာထွန်းလူတယောက်နွားသိရင်လူရောနွားပါမိုးချိုပြစ်ခံရပြီးတည်ဆုံးခဲ့ပါတယ် ယခုနှစ်မိုးဥကြစော်ပြီးမိုးကြိုးလည်းအတော်ပြစ်ပါတယ်။လျက်စီထက်လက်လာသဖြင့်မိုးကြိုးပြစ်မခံရအောင်မြေကြီးပေါ်မှာထမောက်နေလိုက်ရပါတယ်။ဟဲ့အောင်မထွန်းမြေကြီးပေါ်ကာယာကြီးမှောက်ပြီးဘာလုပ်နေရလဲ။အတန်ကြားရဖို့မော့ကြည့်လိုက်တဲ့အခါတေဝရဲသားဇောဦးဖြစ်နေပါတယ်။ဇောဦးကစစ်တုံးမိုးကစောင်းထားပြီးငထွန်းကိုရဲကြဲကြဲဖြင့်ကြည့်နေသဖြင့် မြေကြီးပေါ်မှောက်နေရမှာချက်ချင်းထရက်လိုက်ပါတယ်ဘိုးချုပ်ပြက်မှာကြောက်လို့ကမင်းဘယ်သွားမလို့လဲတောက်ပွင့်ရွာဘယ်သွားမလို့ကဟာဟာဘသူမှလူမထင်တဲ့ကောင်ကမိုးချိုးပြစ်ခံရမှာတော့ကြောက်သလားဇုံပြောတာလည်းမှန်ပါတယ်ငထုံးကအလုတ်အစုံလှုပ်တလို့လောင်းကစားလည်းမကင်းဘသူကမှလူမထင်ပဲလက်ရဲဆက်ရဲရှိသူတယောက်ဖြစ်ပါတယ် လူလူချင်းတော့ဂယုမဆိုင်ဘူးဖေရောမိုးချိုးပစ်လို့မသေးတဲ့မသားမရှိဘူးကွာထွန်းလူတော်တေသွားတာမင်းလည်းသိပဲမင်းတို့ကမဟုတ်တာလို့တော့မိုးချိုးပစ်ခံရမှာကြောက်နေမှာပေါ့ငါတော့မိုးချိုးပြက်မှာမကြောက်ဘူးကွာမင်းကဘာစကားပြောတာလဲဇော်ငါပြောတာမဟုတ်လို့လားထွန်းလူနဲ့မင်းတို့ကလူကြီးသူမှလည်းနားမလဲမိပါဆိုလည်းခံပြောမဟုတ်တာလို့လည်းကောင်းနေဆိုတော့မိုးချိုးပြက်တာပေါ့ကွာခွင့်ပါလားစကားပြောတာကြည့်ပြော ငါလှုပ်လိုက်ရသေတော့မယ်ငါ့ကိုခွေးမသားလို့မစဲနဲ့မင်းကိုကြောက်တဲ့ထဲမှာငါမပါဘူးမင်းကိုတကယ်ချင်းမို့စနေတာစဲတော့ဘာဖြစ်လဲခွေးမသားရငါထုံးကခါကြထဲမှာဓမြောင်ကိုထုတ်ကဇော်ဦးထံသို့ခက်သွက်သွက်ထွက်သွားသည်ဖြင့်ဇော်ဦးကလည်းလွယ်အိတ်ထဲမှာဓမြောင်ကိုထုတ်ပြီးအသက်စောင့်နေပါလေမင်းကငါ့ကိုဓာတ်နဲ့ထိုးမယ်ပေါ့လေထိုးရထိုးကြည့်စမ်းမတင်မှတ်ပဲနောက်ပြောင်ကြည်စေလိုက်တဲ့စကားတခုကြောင့် တရွာတဲ့နေတရေတဲ့တော့ငယ်တငယ်ချင်းတယောက်ရန်သူဖြစ်ခဲ့ရနေပါပြီထိုးရတယ်ကွာဓမြောင်ပြတွတ်လိုက်တဲ့ငထွန်းရဲ့ဓာချုပ်ကိုဇောဦးကနောက်သို့ဆုတ်ဆောင်ရင်ငထွန်းကိုဓမြောင်ပြပြန်တွတ်လိုက်ပါတယ်ငထွန်းကလည်းလက်ဆအခြေစားရှိသူဖြစ်နေတဲ့ဖြစ်ဇောဦးကိုဓမြောင်ပြဇက်တိုက်ထိုးလိုက်လေတယ်အဆက်မပြတ်ဝင်လာတဲ့ငထွန်းရဲ့ဓာချုပ်ကိုရှောင်သိရင်ဇောဦးဟန်ချက်ပြတ်သွားတဲ့အချိန်မှာတော့ငထွန်းကအခွင့်အရေးကိုလက်လွတ်မခံတော့ပဲဇောဦးရဲ့ဝမ်းပိုက်ထဲသို့ မြောင်ပြီးနှစ်ချက်ဆင့်ပြီးထိုးချလိုက်ပါတော့တယ်ငါငါထုံးမဲမဲမဲဟောငါတဆိုးရမှာသွေးများကမိုးရင်နဲ့အတူမြေပြင်ပေါ်တို့စီးကြလာနေပါတယ်ဓမြောင်ကိုလွှတ်ချလိုက်ပြီးဘိုက်ကိုလက်ဖြင့်အုတ်ကင်ထားရင်မှဆဲဆူကဒူးထောက်ပြီးခွေကျသွားနေတော့တယ်ငါထုံးကလည်းလက်ရင်နေသူမှုဒီအတိုင်းထားရမဖြစ်နိုင်မှသိသဖြင့် ဇော်ဦးကိုနှုတ်ပွက်ရန်ဟန်ပြင်းနေစမှာပဲဇော်ဦးတယောက်မြေကြီးပေါ်သို့မှောက်လျက်လဲကျသွားလေတော့တယ်လူသွားလူလာအခြေအနေကိုကြည့်ပြီးဇော်ဦးကိုတရွတ်တိုက်ဆွဲပြီးတစ်ပင်အကွယ်သို့ခေါ်ကလဲဘင်းကိုပြတ်ချလိုက်တော့တယ်လဲဘင်းမှသွေးမြကမြင်မကောင်းအောင်ပန်းထွက်လာပြီးဇော်ဦးရဲ့ခန္ဓာကိုယ်ကတဆက်ဆက်လူကမကြခင်ညင်သက်သွားပါလေတော့တယ်ညနေဆောင်ဖြစ်တဲ့အပြင်မိုးရွာနေတဲ့ဖြစ်လူသွားလူလာပြတ်နေပါတယ် ဇော်ဦးနဲ့မထွန်းတို့ပြဿနာဖြစ်ကြတဲ့နေရာမှာပောက်ပွင်တဲ့တပီကုန်းရွာအကြမ်းမှာဖြစ်နေတော့လေလူသွားလူလာပြတ်နေပါတယ်ပောက်ဝန်ကျင်အခြေအနေကိုအသုံးချပြီးဇော်ဦးရဲ့အလောင်းဟာမြန်ရိုင်းတော်နဲ့ကျူပင်များကြားသို့တရွတ်တိုက်ဆွဲခေါ်သွားလေတော့တယ်ပြီးတော့ထိုနေရာမှာရွာတို့အမြန်ပြန်ပြီးဟန်မပြတ်หนีလိုက်ပါတော့တယ်ဇော်ဦးပျောက်ဆုံးနေဒီမှာသုံးရက်ခန့်အကြာမြင့်ခဲ့ပြီဖြစ်ပါတယ်ငထုံးလဲဟန်မပြတ်နေထိုင်ရင်အလုံများဆက်လုံနေပါတယ် ုထွန်းဘာလဲလှထွေးပောက်ပင်ရောကိုသွားပေးပါလားဘာလို့မလို့လဲဟာမတန်လာလို့စီကရစရာအကျွေးတတောင်းခံမလို့နေရနဲ့သွားစမ်းပါဟာငါလုံးစရာရှိသေးတယ်ရှင်ကတော့လေဘာမှအဖို့မရအောင်အာအရှိရက်တော့ဖို့ဖဲ့ရဖို့ပဲကျမရင်ပန်းအောင်နေလို့ရှင့်ကိုသွားခိုင်းတာလှထွေးရနေရနဲ့သွားတောင်းစမ်းပါအဲ့မှာ ကျမကျမပဲတော့တောင်းပါမယ်ပြီးတော့မှဖះရိုက်ဖို့ပတ်စံလာမတောင်းနဲ့အငယ်မကိုကြည့်ထားလိုက်အကြီးကောင်ကိုကျမခေါ်သွားလိုက်မယ်အေးအေးစောင့်ကြည့်အောင်ကြည့်ဖြစ်တဲပေါ်မှာဆင်းသွားတဲ့ဇနီးဖြစ်သူမလှထွေရဲ့ကြောပင်ကိုကြည့်ကဇောဦးကိုတတ်ခက်မိတဲ့အကြောင်းကိုစဉ်းစားမိပြီးနောင်တရနေပါတယ်ဇောဦးနဲ့ငထုံးတို့ကတွေ့ရတဲ့သားငယ်ပေါင်းကြီးပေါ်များဖြစ်ခဲ့ကြပါတယ်ထုံးလေးကငထုံးအရက်တောက်ထားခဲ့ပါတယ် အရက်ကြောင့်သွေးဆူပြီးငယ်ပေါင်းတငယ်ချင်းကိုတတ်ခဲမိပါတယ်ဖြစ်ခဲ့ပြီးမှတော့မိတို့မှမတတ်နိုင်တော့ပါဇော်ဦးရဲ့အလောင်းအမပေါ်စီရင်အမြန်ဆုံးပုတ်ပွားပြီးအယိုးကျသွားစီရင်သာဆုတောင်းနေပါတော့တယ်ဇနီးဖြစ်သူမလထွေအကျွေးတောင်းခိုင်းသူကိုမတော်ရခြင်းကလည်းပောက်ပွင့်ရသူတွားမဲ့လန်ကဇော်ဦးကိုတတ်ဖြတ်ခဲ့တဲ့လန်မှတွားမဲ့ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ထိုနေရာမှာရှောင်ခွင်းတွားရမှာဖြစ်နိုင်တဲ့ဖြစ်မလထွေခိုင်းတဲ့ကိစ္စကိုငင်းဆန့်ခဲ့ခြင်းဖြစ်ပါတယ် မလာထွေးနဲ့တာကြီးဖိုးအေးတို့ပောက်ပင်ရွာကိုနှိမ့်လေကလေးကထွက်သွားကြသည်မှာညနေဆောင်းသည့်အထိပြန်မလာသေးတော့လဲငထုံးစိတ်မပူမိပါပောက်ပင်ရွာနဲ့တပီကုန်းရွာကိုလမ်းလျှောက်သွားပါက15မိနစ်သာရှောက်ရပါတယ်ရွာနှစ်ရွာကြားမှာလေခွင်းများရှိပြီးထွန်ရက်ဆက်ပြို့ရမရနိုင်တဲ့နေရာများမှာညံ့ရိုင်းပင်များနဲ့ကျူပင်များပောက်ရောက်နေရပါတယ်တရွာနဲ့တရွာကူတန်းသွားလာဖို့ကလည်းထိုတလန်းသာရှိပါတယ် ပပွင့်ရွာရဲ့အရှိတ်ဘက်မှာကရင်စုကြေးရွာရှိပြီးထိုကရင်စုကြေးရွာမှာဗုဒ္ဓဘာသာကရင်လူမျိုးများနေထိုင်ကြပါတယ်။တပီကုန်းရွာကရွာစုံအဖြစ်တည်ရှိပြီးချောင်းငယ်တစ်ခုက ရွာကိုရစ်ခွေစီစဉ်နေပါတယ်။ငထွန်းမိုးအေးနဲ့အရက်ထိုင်တောင်းနေစဉ်နမဲခေါ်လိုက်တဲ့ကြားရသဖြင့်အတန်လာရာတဲရှိသူလက်ကြည့်လိုက်ရာကြေးရွာလူကြီးဦးသိန်းဆောင်နဲ့ဇော်ဦးရဲ့ဇနီးမအေးခင်တို့ကိုမြင်တွေ့လိုက်ရသဖြင့် ငါထွန်းအကျော်အချင်းများတောက်တင်းသွားရပါတယ်။ဦးလေးသိဘာခိုင်းမလို့လဲဗျ။ခိုင်းစရာမရှိပါဘူး။မေးစရာလည်းရှိလို့။လာလေတက်ပေါ်တက်ပါအောင်လား။မတက်တော့ဘူးငါထွန်းထွန်းလူရဲ့ရက်လက်အတွက်သွားရင်မေးစရာရှိလို့မင်းစီလာခဲ့တာ။မေးလေဘာသိကျင်လို့လဲ။ဇောဦးအိမ်မပြန်လာတာကြာလို့အေးခင်ကလာပြောလို့ကွ။မင်းများသိမလားလို့မေးကြည့်တာ။ ဒီရက်ကြတဲ့ဇော်ဦးနဲ့ကျောက်တို့မတွေ့ကြအောင်ဒီကောင်ဘယ်ချေရှည်နေလဲမှမသိတာကျမယောက်ျားကချေမရှည်တတ်ပါဘူးကိုငါထွန်းရဲ့ငါရှာထွက်လို့အိမ်ပြန်နောက်ကြမယ်ဆိုရင်တော့အိမ်ကိုပြန်လာပြီးကျမကိုပြောတတ်တာမရေငယ်ခေါ်ပြီးတနည်းအားဖြင့်သွားတာထင်တယ်မဖြစ်နိုင်ပါဘူးကိုငါထွန်းရဲ့ကျမယောက်ျားကမိမမပွေပါဘူးအေးခင်ရနင်တို့မိမတွေကနှာခေါင်းမရှိရင်ချီတောင်စားမယ့်မျိုးတွေ ဘယ်ယောက်ျားကငါမယင်ငယ်ယူပါတယ်လို့ပြောမှလဲဟ။မယင်ငယ်ယူသွားရင်ကိစ္စမရှိပါဘူး။တော်ကြအသက်အန္တရာယ်တစ်ခုခုဖြစ်မှာစိုးလို့ပါ။နေ့ယောက်ျားကဘယ်နေ့ကလေးကပြန်မလာတာလဲအေးခေ။ဒီနေ့နဲ့ဆိုသုံးရက်ရှိပြီ။ပောက်ပင်ရွာဘက်သွားမယ်ဆိုပြီးထွက်သွားတာ။ပောက်ပင်ရွာမှာသွားစုံစမ်းကြည့်ပါလား။စုံစမ်းမိပြီ။အခုလေးနဲ့ပြန်လာတာ။မလာထွေးလို့သားမိနဲ့တောင်ပောက်ပင်ရွာမှာတွေ့ခဲ့သေးတယ်။အေးပါ ငါလည်းစုံစမ်းပြပါမယ်ဒီကောင်ဘယ်ကိုချေရှင်နေလဲမသိဘူးလောက်ပါအောင်ကိုငထွန်းရဲ့ကျမလည်းခေါင်းမီးတောက်နေပြီအေးကွာမင်းလည်းဝိုင်းစုံစမ်းပြပါအောင်ငါလည်းစုံစမ်းကြည့်အောင်မယ်ငါတို့သွားလိုက်အောင်မယ်အတူပဲလာအောင်မယ်မဟုတ်လားလာရမှာပေါ့ဦးလေးသိညာမနေ့ကမကြည့်ဘွဲလေးပြန်ဆက်ရအောင်ပါလှထွေးပြန်လာတာနဲ့လာခဲ့မယ်အငငယ်မကိုထားခဲ့တော့လှထွေးပြန်လာမှလာလို့ရမှာအေးအေးအတူပဲအိမ်မှာငါရှိနေမယ် ဟုတ်ကဲ့ဦးလေးသိန်းကျုပ်လည်းဝမ်းရှာပေးပါမယ်ဦးသိန်းဆောင်နဲ့မအေးခင်တို့ပြန်သွားတဲ့အခါမှာမထွန်းတက်ပြင်းချနိုင်ပါတော့တယ်တောက်လဆာအရက်ကိုဆက်တော့ရင်ဇနီးတဲ့မလထရီတို့တားမိကိုစောင့်မြော်နေပါတယ်အချိန်ကလည်းနေဝင်ချင်းဖြစ်နေပြီမို့စိတ်ပူနေပြီဖြစ်ပါတယ်ဆော့ကစားနေတဲ့6နှစ်ရွယ်တမိငယ်ကိုထားခဲ့ပြီးမလထရီတို့နောက်သို့လိုက်သွားဖို့ရလဲမဖြစ်နိုင်ပါမြန်မြန်သွားစမ်းမဟာမှောင်းနေပြီ ောက်ကိုလည်းကြည့်တော့အရှိကောင်တွေကိုတက်နေမိမှမตาပေါ်နေုံပဲตาဖြစ်သူရဲ့နောက်ကျောကိုအตาတွန်းလိုက်ပါတယ်ပောက်ပင်ရွာနဲ့တပီကုန်းရွာကြမှာတရက်ပင်ကြီး၃ပင်ကတပင်နဲ့တပင်ဆယ်ပီတတာလောက်ချပြီးပောက်ရောက်လျက်ရှိပါတယ်တရက်ပင်ကြီး၃ပင်ထဲမှာအလဲမှာပောက်ရောက်နေတဲ့မချစ်စုပင်ကြီးကအကြီးမားဆုံးဖြစ်ပါတယ်ထိုတရက်ပင်များအားဘသူစိုက်ပြုတ်ခဲ့တယ်ဆိုတာကိုမသိတဲ့အပြင် ထိုတရက်ပင်များကအပွင့်လည်းမပွင့်အသီးလည်းမသိကြသဖြင့် အရေးခူယုံမြတာအတုံးဝင်ခဲ့ပါတယ်။တရက်ပင်ကြီးရဲ့နောက်ဘက်မှာကျူပင်များနဲ့တပြေရိုင်းပင်များမြက်ရိုင်းပင်များကတေကကြုံများရှိနေပြီးထိုမြက်ရိုင်းများနဲ့ကျူပင်များကိုလွန်မှာကတပြေကုန်းရွာကိုရစ်ခွေစစ်စစ်နေတဲ့ချောင်းငယ်လေးကိုမြင်တွေ့ရပါလိမ့်မယ်။ယခင်ကထိုမချစ်စုတရက်ပင်ကြီးရဲ့အနီးမှာဇော်ဦးနဲ့ငထွန်းတို့တပ်ပုတ်ခဲ့ကြပြီးဇော်ဦးရဲ့ဝိညာဉ်ချုပ်ခဲ့ရနေရာလဲဖြစ်ခဲ့ပါတယ်။မချစ်စုတရက်ပင်ကြီးအနားအယောက်မှာအပုတ်နံကနှာခေါင်းထဲသို့တိုးဝင်လာပါတယ်။ အမေခွေးသိကပုံနဲ့ရတယ်ဗျစိုးဝါလုံးနဲ့အပုံနဲ့ကိုရလိုက်ကလေးကမလှထွေးတယောက်ထိုနေရာမှာအမြန်ပြေးချင်မိပါတယ်ဘိုးချိုးပြစ်ခံရပြီးတိတ်ဆုံးသွားတဲ့ထွန်းလူကမလှထွေးနဲ့ဆွေပကင်းမျိုးမကင်းဖြစ်တဲ့အပြင် အစအနောက်လည်းတန်သူဖြစ်တော့ကြောင်းအပုံနဲ့ဘေးကခြောက်လန့်တယ်လို့ထင်မှတ်ပါတယ်မြန်မြန်သွားပါဟဲ့တားပြစ်သူရဲ့ခေါင်းကိုပုတ်လိုက်ပြီးထိုနေရာမှာအမြန်သွားခိုင်းလိုက်တဲ့အချိန်မှာပဲ အနောက်မှကတ်လိုက်လာတဲ့ခြေတံကိုမလှထွေကြားလိုက်ရသဖြင့်နောက်သို့လှည့်ကြည့်တော့လဲတဦးတယောက်ကမှမတွေ့ရသဖြင့်မလှထွေကြောက်ရွံ့လာပါတယ်။ထိုအချိန်မှာပဲမချစ်စုတရက်ပင်ကြီးမြတ်ရဲ့အကန့်ခတ်များကလေမတိုက်ခတ်ပဲလှုပ်ရမ်းသွားသဖြင့်စိတ်ထင်ပြီးတားဖြစ်သူရဲ့လက်ကိုဆွဲကင်လိုက်စင်နောက်ကျောကိုထုနှက်ခြင်းခံလိုက်ရပါတော့တယ်။ကျောကိုဘုံကနဲ့ထုနှက်ခြင်းခံလိုက်ရသဖြင့်မလှထွေငဲတံပါအောင်အော်ဟစ်ကတားကိုလက်ဆွဲကြည့်ပြေးပါတော့တယ် မလာထွေးတို့တာမီနှစ်ယောက်ခြေကုံတုတ်ပြီးပြေးလာကြတာကိုရွာတွေကလူတွေမြင်လို့မေးမြန်းကြပေမဲ့မလာထွေးတယောက်စကားပြန်မပြောနိုင်ပါဘူးအဘောတော်ဘက်တဲဘော်တက်ပြေးလာတဲ့မလာထွေးနဲ့တာပြည့်သူကိုကြည့်ပြီးငထွန်းစိတ်ပူသွားပါတယ်နေတို့ဘာပြစ်လာကြတာလဲတတတရေချောက်လို့ဘာရဲဟုတ်လို့လားဟာဟုတ်တယ်ပြီဟိုမချစ်စုပင်ကြီးနာရောက်တော့အသေးကောင်ပုံနဲ့ရလို့အမေကိုပြောနေတော့မချစ်စုပင်ကလှုပ်နေတယ် နောက်ပြီးအမေကျော်ကိုဘုံနဲ့ထုလို့တားတို့ထွက်ပြေးလာကြတာတားဖြစ်သူပြောတဲ့စကားကြောင့်ငထွန်းစိတ်ထဲထင်သွားပါတယ်ပောက်ပင်ရွာနဲ့တပေကုန်းရွာတို့သွားတဲ့လမ်းမှာငယ်စဉ်ကလေးကဖြတ်တန်းလာခဲ့တဲ့လမ်းဖြစ်တော်လဲချောင်းလန့်ခဲ့ခြင်းမရှိခဲ့ပါဘူးအပုံနှံကဇော်ဦးရဲ့အလောင်းမှာထွက်လာတဲ့အပုံနှံသာဖြစ်ကြောင်းငထွန်းသိပါတယ်ဇော်ဦးရဲ့အလောင်းကိုဖြောက်ပြင်းရန်ကလည်းယခုအချိန်မှာလွယ်ကူတော့မှာမဟုတ်ပါဇနီးတဲ့မလှထွေးရဲ့ကြောကုန်းကိုပုတ်သူက ဇော်ဦးသာဖြစ်ရမယ်လို့ငထွန်းထစ်ထစ်ချယုံကြည်နေပါတယ်။ကျမပဲကြောက်လိုက်တာ။ကိုထွန်းလူချက်တာပဲဖြစ်ရမယ်။အသက်တောင်မနေလူယူရတယ်ကိုထွန်းရဲ့။ဟုတ်ချင်ဟုတ်မှာပေါ့။ထွန်းလူကအစနောက်တန်ပါပြီနဲ။ဟုတ်ကောဟုတ်မှာ။ဖုန်ကြီးလည်းမရှိတော့တပိတ်တုတ်ဖို့လည်းမရ။ရက်လည်းပဲလောက်ရတာဆိုတော့ဘယ်ကျုပ်ပါမလဲ။နေပြောမှသတိရတော့တယ်။ငါထွန်းလူတို့အိမ်သွားလိုက်အောင်မယ်။ပတ်စံနေနေလောက်ပေးစမ်းပါဟာ။ဘာလဲ။ ဲသွားရမလို့လားအေးပတ်စံသွားတောက်မှာဆိုတော့မတောင်းဘူးရှင်မသွားလို့ကျမတို့တားမိသွားရတာတရေပါ၆ခခံရတယ်မသိတာခံအောင်ရင်ဘက်ထက်ကစူပြီးအောက်တယ်အေးပါနောက်ဆိုသွားပေးပါမယ်လောလောဆယ်ပတ်စံနဲ့နဲ့တော့ပေးစမ်းပါရော့ကျမလည်းဈေးတုံးဖို့လိုသေးတယ်မလာထွေးပေးတဲ့ပတ်စံအနေငယ်ကိုယူပါကိုထွန်းတယောက်ထွန်းလူရဲ့အိမ်မက်သို့ခတ်သွက်သွက်ထွက်သွားပါတော့တယ် ်ပြန်တော့မလို့လားငထွန်းပြန်တော့မယ်ဗျာမနေ့တနေ့ကြောင်ထိုးတော့မယ်ပါသမ ्या လည်းပြောင်းမေးမိုးစဲလုံးပြန်မဖြစ်မယ်နောက်နေ့လာအောင်မလားပတ်စံရှာလိုက်အောင်မယ်အဆင်မပြေရင်တော့လှထွေးစီရခိုးရမှာပေါ့လာခဲ့စမှာကွာဖဲသမားဆိုတာပူလိုက်ဖောင်းလိုက်ပါအဲ့မှာကျုပ်ပြန်တော့မယ်အေးအေးခမောက်ဆောင်းထားတော့လေလေနဲ့အတူမိုးရေဆက်များကမျက်နှာကိုလိုက်ရိုက်နေတဲ့ပြည့် မျက်နှာကိုလက်ဖြစ်ကပြီးရွာလန်းအတန်းရှောက်လာနေစမှာမျက်နှာချင်းဆိုင်မှာလာနေတဲ့လူတစ်ယောက်ကိုလက်နဲ့တပ်မိအောင်ဖြင့်မြေတွေ့လက်ရသောကြောင့်ခါးကြမ်းမှလက်မြောင်ကိုလက်ဖြစ်ဆန်းလိုက်ပြီးတတိဖြစ်ဆက်လျှောက်လာခဲ့ပါတယ်မျက်နှာချင်းဆိုင်မှာလာနေသူကမိုးကောင်ကိုတစ်ခုလုံးခြုံထားသဖြင့်မြေသူမြေဝါဆိုတာကိုမသိနိုင်ပါဘူးယခုလိုအချိန်မတော်တဲ့အချိန်မှာရွာလန်းတစ်လျှောက်လူသူဆိုရထိုးသူသာရှိနေသဖြင့်တတိပို့ထားရပါတယ်မကြခင်မှာပင်မျက်နှာချင်းဆိုင်မှာလာနေသူကနှိကက်လာခဲ့ပါပြီ။ ထိုးစင်မှာပဲငထွန့်ရဲ့နှာခေါင်းဟာတော့အပုံနဲ့တိုးဝင်လာခဲ့ပါတယ်အပုံနဲ့ကခွေးတစ်ကောင်ပုံနဲ့မဟုတ်ကြောင်တတိထားမိလိုက်တဲ့ဖြစ်မျက်နှာချင်းဆိုင်မှာလူကိုအသေးချာကြည့်လိုက်မိပါတယ်လက်လိုက်တဲ့မိအောင်ကိုထိုးသူရဲ့မျက်နှာပေါ်သို့မကြရောက်စေရန်တတိထားရင်ထိုးသူရဲ့မလန်းမကန့်သို့မီးထိုးထားလိုက်ပါတယ်ထိုးသူနဲ့ပိုရဲ့နိကလာလေလေအပုံနဲ့ကထောင်းထောင်းထလေဖြစ်လာတဲ့ဖြစ်နှာခေါင်းကိုလက်ဖြင့်အုပ်ကထားလိုက်ရပါတယ်မထွန့် မျက်နှာချင်းဆိုင်မှာလာနေသူကရုတ်တရက်ငထွန်းရဲ့အရှိမပိတ်ရပ်ပြီးနမေကိုခေါ်လိုက်တဲ့ပြည့်ငထွန်းရဲ့ခြေလမ်းကတုံ့ငနေရက်သွားရပါတယ်ဘသူလဲအရှိမပိတ်ရပ်ပြီးနမေကိုခေါ်နေသူရဲ့မျက်နှာကိုဓာတ်မိပြည့်ထိုးကြည့်လိုက်တဲ့အခါငထွန်းတရက်တုံလုံးချောက်ချောက်သွားရပါတော့တယ်ဟာပုပ်ပွားဖူးယောင်နေတဲ့မျက်နှာကဇောဦးဖြစ်ကြောင်းသိလိုက်ရတဲ့အခါငထွန်းတရက်ခြေကုန်တုတ်ပြီးအိမ်သို့ပြေးပါတော့တယ် နောက်တော့လှဲ့မကြည့်ပဲပြေးနေတော့လေအနောက်မှာကက်လျက်လိုက်ပါလာတာကိုငထွန်းသိနေပါတယ်။ရွာလန်းတစ်လျှောက်ပြေးလာရင်တဲနဲ့နီးလာတဲ့အခါတဲရှိမှရက်နေတဲ့လူတယောက်ကိုမြင်တွေ့လိုက်ရတဲ့ဖြင့်ငထွန်းတုတ်ငနဲ့ရက်လိုက်ပါတယ်။တဲရှိမှရက်နေသူကတဲပေါ်သို့တရွရွတက်သွားတာကိုမြင်တွေ့လိုက်ရတဲ့ဖြင့်တဲအနီသို့အသာချင်းကပ်သွားလိမ့်တယ်။ငထွန်းရဲ့တဲကတကားမရှိတဲ့တဲဖြစ်တဲ့အတွက်တဲပေါ်သို့အလွယ်တကူဝင်နိုင်ထွက်နိုင်ပါတယ်။ ယခုလိုအချိန်မျိုးမှာတဲဘော်တို့တက်သွားသူကမလထွေးနဲ့ဖောက်ပြန်သူသာဖြစ်နိုင်တယ်လို့တွေးလိုက်မိပြီခါးစားမှဓမြောင်ကိုထုတ်ကတဲဘော်တို့ခြေကိုဖွာကတက်သွားလေတော့တယ်တဲဘော်တို့ရောက်လာနဲ့ဓမြောင်ကိုအသက်အနေထားပြန်ကန်လက်ကမလထွေးတို့သားမိအိတ်နေတဲ့ခြေနှောင်ကိုအသာလန်ပြီးကြိလိုက်တော့လေမြေသူတို့တယောက်ကမှမတွေ့ရသဖြင့်တဲဘော်တို့ဓမီထိုးပြီးရှာလေတော့တယ်ဘာတို့လဲဓမီရောက်ကြမလထွေးနိုးလာပြီးမေးလိုက်သဖြင့် ငထွန်းကပြန်ဖြေလိုက်ပါတယ်။ငါပြန်လာပြီလား။အေးမလာထွေးကခြံအောင်ထဲမှာထွက်လာပြီ။မိကွက်ထွန်းလိုက်တဲ့ပြည့်မိကွက်မှာအလင်းရောင်ကတဲအတွင်းဖြန့်ချက်သွားလေတော့တယ်။အခုမှပြန်လာတာလား။ဟုတ်တယ်။နင်အိပ်ပျော်နေတာလား။ခုနကမှမိကနဲ့အိပ်ပျော်သွားတာ။ငါ့ကိုဘာလို့စောင့်နေတာလဲ။ရှင့်ကိုစောင့်နေတာမဟုတ်ဘူး။ကျမတို့သားမိတွေလည်း ကြောက်လို့ငုတ်တော့ထိုင်နေရတာခလေးတွေလည်းအိပ်ပျော်သွားတာမကြသေးဘူးဟေးဘာဖြစ်လို့လဲတဲတခုလုံးအသေးကောင်ပုံနဲ့ထောင်းထောင်းထနေတာတဲအရှိမှလည်းမဲမဲကောင်ကြီးကခောက်တော့ခောက်ပြန်ရှောင်းနေတာဘာတူလဲလူလားလူဆိုရင်ကြောက်စရာလားမဲမဲကြီးကတရေမျက်လုံးကြီးတွေမှာနေရပြီးကြောက်စရာကြီးခလေးတွေလည်းအကုန်မြင်ရတယ်ဟေးကိုထုံးလူကကျမတို့ကိုလာချောင်းနေတာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသဖြင့်မလထွေပြောတဲ့စကားကိုငထွန်းယုံကြည်ပါတယ်။ယခုအတိုင်းဆိုတာကဇော်ဦးရဲ့အလောင်းကိုမိသကြုံမှဖြစ်ပြီးတော့မယ်။မကြောက်နဲ့တော့ငါရှိတယ်။ထမင်းစားအောင်မလား။မစားတော့ဘူး။ထွန်းလို့တော့အိမ်မှာစားခဲ့ပြီ။အဲ့ဒီနမဲကြီးထဲ့မပြောရနဲ့ကိုထွန်းရဲ့။ကျမကြောက်လို့ပါ။အေးပါမကြောက်နဲ့တော့ငါလည်းအိတ်တော့မယ်။နင်လည်းပြန်အိတ်တော့မလထွေခြံအောင်ထဲသို့ဝင်သွားတာနဲ့ငထွန်းကမိကွက်ကိုညှိနှက်လိုက်ပြီး မလထွေရဲ့နဘေးမှာဝင်အိတ်လိုက်ပါတော့တယ်မထုံးလုံးကိုဗမာတွေ့တာလဲကွာပောက်ပင်ရောသွားတဲ့လမ်းကမချစ်စုပင်ကြီးနောက်ကကျူတော်တယ်မှာဗျာအလောင်းကပုတ်ပါပြီအသားတွေတော့ရှိနေပြီမင်းကဘယ်လိုလုပ်ပြီးတွေ့တာလဲကျုပ်ကပောက်ပင်ရောကိုသွားရင် အခင်းကြီးသွားခြင်းလို့ကျူတော်တွေကိုဝင်တိုးလိုက်တာအပုံနှံတွေနှံလို့ကြိလိုက်တော့လူတွေလောင်းကြီးတွေ့တာနဲ့ရွာတွေကိုပြန်ပြေးလာတာဇော်ဦးလားမသိဘူးခဏဆောက်ပါငါလူစုလိုက်မယ်ဟုတ်ကဲ့ဦးလေးသိရေတောက်လိုက်အောင်မတော်မင်းကိုကြည့်ရတာအတော်ကြောက်နေပုံပဲကြောက်တာဗောဗျာငါထွန်းရဲ့တထိတ်တလန့်ဖြစ်နေတဲ့မျက်နှာကိုဦးသိန်းဆောင်ကတစ်ချက်ကြည့်ပြီးလူစုရန်ထွက်သွားမှငါထွန်းလဲတက်ပြင်းချနိုင်လိုက်တော့တယ်ဟန်ဆောင်ပြီး ထိတ်လန့်တုံလုံးပြနေတာကိုဦးသိန်းဆောင်ကအဟုတ်ထင်မှတ်သွားခြင်းကငထုံးအတွက်စိတ်သက်သာရရစေခဲ့ပါတယ်။မကြခင်ဦးသိန်းဆောင်နဲ့အတူရွာသားချောက်ရောက်ရောက်လာပါတယ်။သွားကြစို့ငထုံးရေငါတို့ကိုလိုက်ပြအောင်။ဟုတ်ဟုတ်ကဲ့။ငထုံးကရှေ့မှာဦးဆောင်သွားပြီးဦးသိန်းဆောင်နဲ့ရွာသားချောက်ရောက်ကငထုံးနောက်မှာလိုက်ကြပါတယ်။သောဦးမဟုတ်ပါစေနဲ့လို့ဆုတောင်းရတော့မှာပဲ။အလောင်းကပုတ်ပွားပြီးလောက်တွေတက်နေပြီဗျ။ ကျုပ်လည်းသေချာမကြည့်ရလို့မကြည့်ခဲ့ဘူး။စကားတပြောပြောပဲမချစ်စုပင်ကြီးအောင်တို့ရောက်လာခဲ့ပါလေ။ဟိုကျူတော်ထဲမှာဗျ။ကျုပ်ကျုပ်မလိုက်ရတော့ဘူး။ငါထုံးရ။မင်းလောက်လက်တော့တာလဲမင်းပဲ။ဘလို့ဖြစ်ပြီးကြောက်နေရတာတော့။လူရှင်ဆိုရင်ပြဿနာမရှိဘူးဗျ။အခုကအလောင်းကြီး။ကြောက်ရင်လည်းအဲ့ဒီမှာမနေခဲ့တော့။လာကြဟိ။ငါတို့သွားကြည့်ကြမယ်။ ဦးသိန်းဆောင်နဲ့ရွာသား6ယောက်ကျူတော်တဲ့တိုးဝင်သွားကြတာကိုမထုံးကမချစ်စုတေးပင်အောင်မှထိုင်ကြည့်နေပါတယ်။ဟုတ်တယ်ဟဲ့ရောင်ရေဇောဦးကအသက်ခံရတာတေးကြတယ်။လယ်ဘေးပြတ်နေတယ်။ဟုတ်တယ်ကွာအသက်ခံရတာနေပဲလောက်တွေတော့တွဲနေပြီ။အလောက်ကိုဘယ်လိုတည်ကြမလဲ။ရောင်အောင်တည်ရမှာပေါ့ကွာ။တင်လာကရွာတွေက3-4ယောက်သွားခေါ်ပြီးရွာပြင်မှာ၄တိုင်ဆိုင်စောက်ဖို့လို့တန်းအေးကဆောင်းဆုံးနဲ့ ဝလုံးနှချောင်းပြန်ယူကွာဦးသိန်းဆောင်တို့အော်ဟဲ့ပြောစုံနေကြတဲ့ကမထုံးကိုတုံလောက်စေခဲ့ပါတယ်ဒါပေမဲ့ဟန်ကုတ်ဖို့ဆိုတဲ့အတိုင်းထိတ်လန့်အောင်ဆောင်နေရပါတော့တယ်မြို့နဲ့အလွန်လှမ်းဝေးတဲ့အပြင်ထိုခေထိုကာကရဲစခန်းကိုအကြောင်းကြားဖို့ကလည်းမလွယ်ကူသဖြင့်ဇော်ဦးအသက်ခံရတဲ့အမှုကကြေးရွာမှာပဲတိတ်တဆိတ်ပြီးဆုံးသွားခဲ့ရပါတယ်ဒါပေမဲ့ထုံမြနဲ့မပြီးဆုံးခဲ့ပါဇော်ဦးရဲ့အလောင်းကိုမိသကြိုပြီး နောက်တစ်ရက်မှစတင်ပြီးတရွာလုံးထိတ်လန့်စရာနဲ့ကြုံတွေ့ခဲ့ရပါတော့တယ်။ညမောင်နာနဲ့ရွာလန်းတစ်လျှောက်တရွေရွေသွားနေတဲ့မဲမဲတရံကြီးကိုတရွာလုံးမြင်တွေ့ရသလိုမချစ်စုတရက်ပင်နာမှာရက်နေတဲ့ဇိုးဦးကိုမြင်တွေ့ရသဖြင့်ညမောင်နာနဲ့ဘသူမှအပြင်းမထွက်ရဲကြတော့ပါဘူး။ခွေးတွေကလည်းဥလိုက်တာကိုထွန်းရဲ။ကျမကြောက်တယ်။ဆဆငယ်ဦးနေတဲ့ခွေးဥတံများကြောင့်မလှထွေကြောက်လန့်နေပါတယ်။ဘာကြောက်စရာရှိလဲလှထွေရ ူ့သဘာဝနဲ့ဥတာပဲရှင်းရတာမကြောက်တာညနေဆိုတာနဲ့တရားလုံးအပြင်းအောင်မထွက်ရကြတော့ဘူးဟိုတနေ့ကပေါက်ပင်ကပြန်လာတဲ့အောင်ဘူးတို့သားဘာနှစ်ယောက်ကိုမချစ်စုပင်အောက်ကနေထွက်လာပြီးခြောက်လို့တေပေးရှင်ပြီးပြေးခဲ့ကြရတာရှင်လည်းသိတာပဲအောင်ဘူးတို့သားဘာ၆လခံရတဲ့အကြောင်းငထွန်ကြားပါတယ်ပေါက်ပင်ရောမှကြက်ဝယ်ပြီးပြန်လာတဲ့ကိုချင်းနဲ့အောင်ဘူးတို့သားဘာနှစ်ယောက်ရွာပြန်နောက်ကျခဲ့ပါတယ် မချစ်စုတရပင်ကြီးအနီးသို့ရောက်တဲ့အခါမှာတော့အပင်ကြီးအနောက်မှာထွက်လာတဲ့စိုးဦးကိုမြင်တွေ့လက်ရသဖြင့်ကိုချစ်တို့သားဖနဲ့ရောဒေယောသောဘာပြေးခဲ့ကြရပါတယ်ကိုချစ်တို့သားဖပြောပုံရစိုးဦးရဲ့မျက်နှာကအလွန်ကြောက်မက်ဖွယ်ကောင်းပြီးမျက်လုံးများကရဲရဲနှီးနေပါတယ်ဇနီးတဲ့ရှိမှဖို့ဟန်လုံးနေရပေမဲ့ညနေစောင်းတာနဲ့အပြင်သို့မထွက်ရခဲ့ပါဘူးခြောက်ချင်တဲ့ကောင်ခြောက်ဆန်းပါစေကွာတရေဆိုတာကြောက်လေဖြဲချောက်လေပဲမပြောပါနဲ့တော့ကိုထွန်းရဲ့ကျမကြောက်လို့ပါ ခလေးတွေနိုးရင်ကြောက်နေပါမယ်အေးငါကတော့ဒါပဲထင်တယ်ကွာငါထုံးကတဲအပြင်သို့ပစိုးလှန်ပြလိုက်တဲ့အချိန်မှာပဲတဲတစ်ခုလုံးတိတ်တိတ်ခါသွားပါတယ်ဘာဘာဖြစ်တာလဲငရင်လှုပ်တာလားကိုရုံးငါလည်းပဲသိမလဲဟာမလာထွေကမျက်လုံးပြူမျက်စံပြူပြဲတဲအတွဲအပြင်ကိုတေချာကြည့်နေပါတယ်ကိုကိုထုံးဟိုဟိုမှာဘာလဲ မလထွေလက်ညှိုးညှုံပြတဲ့နေရာတို့မလထွေနဲ့ကိုထုံးတို့ကြိလိုက်တဲ့အခါတဲနောက်မှာရက်နေတဲ့အရေးမဲမဲကြီးကိုမိခွက်အယောင်အောက်မှာမြင်တွေ့လိုက်ရပါတယ်ထိုးစင်မှပဲအပေါက်နှံကလည်းဆူဆူရွရွထွက်လာနေပါတယ်ကိုတော်ကျွန်မကြောက်တယ်အရေးမဲကြီးကိုထင်ထင်ရှားရှားမြင်တွေ့နေရတဲ့ဖြစ်ငထုံးလဲထိတ်လန့်လာမိပါတယ်အရေးမဲကြီးကိုကြည့်နေစမှာပဲတဖြည်းဖြည်းပုံသဏ္ဍာန်ကထင်ရှားလာပါတယ်ဖောင်းကပုတ်ပွားပြီးမျက်လုံးများအပြင်းသို့ထွက်ကား လဲမင်းပြက်နေတဲ့ဒံယာကြီးကအထင်းသားပေါ်နေတဲ့ဇုံကိုမြင်တွေ့လိုက်ရတဲ့အခါမလထွေတယောက်ကြောင်းလန့်တကြအော်ဟိတ်ကသတိမေ့မျောသွားပါတော့တယ်လာထွေလာထွေသတိမေ့မျောနေတဲ့မလထွေကိုပွေ့ကြည့်ပြီးလှုံ့နှိုးရင်ငထွန်းလဲထိတ်လန့်လာခဲ့ပါတယ်ထိုချိန်မှာပဲဇုံဦးရဲ့တရံကရုတ်တရက်ပျောက်ကွယ်သွားပါတယ်ငထွန်းဟာပွေ့ကြည့်ထားတဲ့မလထွေကရုတ်တရက်ထထိုင်လိုက်ပြီး ငထွန်းကိုစိမ့်စိမ့်ကားကားကြည့်လာခေါ်လိုက်တဲ့တန်ကြောင့်ငထွန်းရုတ်တရက်ထားရက်လိုက်မိပါတယ်မင်းငါကိုတတ်ခဲ့တဲ့အတွက်မင်းကိုပြန်တတ်မယ်လာတွေ့လာတွေ့နေပါလို့ပြောနေတာလေမိမိမအသက်မရှိအောင်ငထွန်းမိမိမရဲ့ကိုယ်ထဲကိုငါဝင်လိုက်တာစောစောငါငါတောင်းမှပါတယ်တောင်းမှလည်းမကြည့်ဘူးငထွန်းငါ့ကိုတတ်တော့ငါအဲ့ဒီပုံစံလား ားနဲ့ထိုးတဲ့အချိန်မှာမသိသေးဘူးကွာမင်းလေပင်းကိုလှိတဲ့အချိန်ငါဘလို့ခန်းစားခဲ့ရလဲဆိုတာမင်းလည်းပြန်ခန်းစားစီရမယ်မမလုပ်ပါနဲ့ကွာမရအောင်မထောင်းမလာတွေကထိုင်နေရမထကတဲထင်ရမထိုးထားတဲ့ကန်းကုတ်တာကိုပြေးယူတဲ့ဖြင့်ငထွန်းလည်းတိုင်မှာချိန်ကြတဲ့လွယ်အိတ်ထဲမှာတမယောင်ကိုပြေးယူလိုက်ပါတယ်ဒါပေမဲ့ငထွန်းတယောက်ခြေတလန်းနောက်ကျသွားခဲ့ပါတယ်မလာထွေကကန်းကုတ်တာဖြင့်ငထွန်းရဲ့ကြောကုန်းကိုခုတ်ပိုင်းလိုက်တဲ့ဖြင့် ငါထုံးလဲကြသွားချင်မှာတော့ခလေးနှစ်ယောက်လည်းနိုးလာကြပါတယ်မမလုံးနဲ့ဆိုမလုံးနဲ့ဆိုငါငါငါ့ကိုမတက်ပါနဲ့လဲကြသွားတဲ့ငါထုံးကိုနောက်မှတိုင်းဖက်ပြီးလဲလျှင်ပြင်လိုက်ချင်မှာတားဖြစ်သူကအော်ဟဲတောင်းပန်နေပါတယ်ဟဲကောင်ငါမင်းအမေမဟုတ်ဘူးဇော်ဦးကွာမင်းအဖေငါထုံးကငါ့ကိုတတ်ခဲ့လို့မင်းအဖေကိုပြန်တတ်မှာ မလထွေးရဲ့ခနာကူမှာဝင်ပူးနေတဲ့ဇော်ဦးကအကန့်ခုတ်တာဖြင့်ငထွန်းရဲ့လယ်ပင်ကိုလှိဖြက်လိုက်ပါတော့တယ်ငထွန်းရဲ့လယ်ပင်မှာသွေးများကရေပန်းမှာရေပန်းထွက်တဲ့ကဲ့သို့ဒလဟောထွက်နေပြီးခနာကူကတဆက်ဆက်တုံနေပါတယ်ခလေးနှစ်ယောက်ကမိခင်ကိုပြေးဖက်တော့လဲမလထွေးကစောက်တွန်းလိုက်တဲ့ဖြင့်ခလေးနှစ်ယောက်လွင့်ထွက်သွားပါတယ်ဘလို့လဲငထွန်းလယ်ပင်အလှိခံရတဲ့ခန်းစားချက်ကိုသိပြီလား မလာထွေးကငထွေးရဲ့အနီးမှာရက်ကကြင်ကြင်နက်နက်ဖြစ်ပြုံးပြီးကြည့်နေပါတယ်။ငထွေးရဲ့သားဖြစ်သူကညီမငယ်ရဲ့လက်ကိုဆွဲပါ။အော်ဟဲ့ပြီတဲပေါ်မှာပြင်းစင်ကျင်မှာတော့မလာထွေးလည်းနေရာမှာတင်ပုံလျက်လဲကျသွားပါတော့တယ်။ငထွေးရဲ့သားဖြစ်သူပြောပြတဲ့စကားကိုဦးသိန်းဆောင်နဲ့ရွာသူရွာသားတို့ကယုံရခက်မယုံရခက်ဖြစ်နေကြပါတယ်။လာထွေးလည်းသိငထွေးလည်းသိတော့ဘသူကိုမေးတော့မေးရမှမသိတော့ဘူး။ ကလေးတွေပြောစကားဆိုတော့ယုံရခက်တယ်။ဇော်ဦးကတော့ငထုံးကတတ်မှမတင်ဘူး။သူတို့ကတငယ်ချင်းတွေဗျ။ရံဖြစ်တာစကားများတာလည်းတစ်ခါမှမတွေ့ဘူး။တရေကလူကိုဝင်ပူးပြီးတတ်တယ်ဆိုတာမဖြစ်နိုင်ဘူးထင်တယ်။ကျုပ်လည်းအဲ့လိုပဲထင်တယ်။ငထုံးကလက်မျက်ချင်းမြန်ဆိုတော့မလှထွေးကိုရန်ရှာလို့လှထွေးကတတ်ပြစ်တာပဲဖြစ်နိုင်တယ်။ဒါဆိုလှထွေးကဘာလို့သိရတာလဲ။သူ့မှာဗာတရားမှမတွေ့ဘူး။ ဒေါသကြောင့်တတ်လိုက်ပြီးမှကြောက်လန့်ပြီးတည်သွားတယ်လို့ထင်တာပဲခလေးနှစ်ယောက်ကဈားထဲကဒုက္ခရောက်တာပေါ့ဗျာဒေါသဆိုတာအင်မတန်ကြောက်စရာကောင်းတယ်ဗျအညိုအတေးဆိုတာလည်းကြောက်ဖို့ကောင်းတယ်လှထွေးကဘယ်ချိန်ကလေးကညှိုးထားတယ်မသိဘူးဒီတလထဲမှာနေထွန်းလို့မိုးချိုးပစ်ခံရတယ်ဇောဥကအသက်ခံရတယ်မထွန်းနဲ့လှထွေးလို့တက်ကြတယ်တို့ရွာလဲဘာတွေဖြစ်နေလဲမသိတော့ပါဘူးကွာ ကျမကတော့မြို့ပေါ်ကဖုန်ကြီးသွားပင့်ပြီးရွာထက်ကနေပြည့်ရွတ်စေခြင်းတယ်မြို့ပေါ်မှာဖုန်ကြီးသွားပင့်ရင်အသွားအပြန်တနေ့ကုန်မှလည်းထည့်စင်းစားကြအောင်ဘာဖြစ်ဖြစ်လှုပ်တင်တာတော့လှုပ်ရမှာပဲကိုသိန်းဆောင်လော်မြဝင်းပြောတာကြုတ်လက်ခံတယ်မချစ်စုပင်ကြီးနားကလည်းခဏခဏခြောက်နေတော့မသွားရဲမလာရဲကြညဆိုရွာထဲမှာသွားလာနေကြတယ်ပြရသားကြောင့်ဘယ်သူမှမထွက်ရဲကြတော့ဘူးဒါဆိုလဲစီစဉ်လိုက်ကြတာပေါ့ဗျာ ငထုံးနဲ့လှထွေးတော့မတကြုတ်ခဲ့ဘုံကြီးတော့ပြင်ကြတာပေါ့ပရဲ့ရအမြတမ်းပေးဝေခဲ့တော်လဲမချစ်စုတရက်ပင်ကြီးအနီးမှာဇောဥက6လက်နေတယ်လို့ငထွန်းရဲ့တဲမှာလဲငထွန်း6လက်နေတဲ့ပြည့်ငထွန်းရဲ့တဲကိုဖျက်လိုက်ရပါတော့တယ်ခလေးနှစ်ယောက်ကိုရွာသူရွာသားများကတလဲစီစောက်ရှောက်ထားကြပါတယ်ဘဝချားတော်လဲတက်ရှိစဉ်ကရန်ညိုးကတေးရပါခဲ့တဲ့ပြည့်ခန္ဓာကိုယ်ထဲသို့ပူးဝင်တာ အသက်ထုတ်ယူသွားခဲ့ပါတယ်။ရန်ညိုးကနှုတ်နှစ်ဖက်အကျိုးပြည့်စေကြောင်းသတိမူသင့်ပါတယ်။ယခုအခါမှာတော့တပေကုန်းရွာနဲ့ပေါ့ပင်ရွာကရွာကြီးများဖြစ်နေပါပြီ။ဇော်ဦးနဲ့ငထွန်းတို့ရဲ့၆လန်းတန်ကလည်းမကြားရတော့ပါဘူး။ဘယ်ဘဝသူကူပြောင်းသွားကြသည်ကိုလည်းဘယ်သူမှမသိနိုင်ပါဘူး။ငထွန်းနဲ့မလှထွေတို့ရဲ့သားဥဖိုးအေးနဲ့တမီးဒေါ်အေးမြတို့ကလည်းအိမ်အောင်ကိုစီကြာက သားသမီးများရနေကြပြီဖြစ်ပါတယ်။ သို့ပါတော့လဲဥဖိုးရဲ့စိတ်ထဲမှာတော့ဖခင်ကိုတတ်ခဲ့သူကမိခင်မလှထွေမဟုတ်ကြောင်းကောင်းကောင်းကြီးသိနေပါတော့တယ်ဟုတ်ကဲ့စိုင်းစရာလွယ်ဥဟရဲ့မပြေသေးအညိုးဆိုတဲ့ဆက်လန်းလေးကိုတော့ဒီမှာပဲအဆုံးသတ်ပြစီခင်ဗျနားဆင်နေကြတဲ့ပရိသတ်ကြီးမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ